ဲ့တော့အထောက်အပံ့တစ်ခုလိုတယ်နော်အထောက်အပံ့တစ်ခုနောက်ကရောက်မှာဘာလုပ်မှာလဲကြောက်သွေးမှာလားတိတိကျကျသွေးဖို့လိုတယ်ကြောက်ဖြတ်မှာလားတိတိကျကျဖြတ်ဖို့လိုတယ်ဟိုဘုန်းကြီးကတော့ကျွန်တော်ကြောက်ဖြတ်တဲ့ဖွဲ့ခင်ဗျားတို့ဖွဲ့ရတာမသိဘူးဟုတ်တယ်ဟုတ်တယ်တိတိကျကျဖြတ်ဖို့လိုတယ်တချို့တွေကြတော့ဒါဒါကြီးကိုတိတ်ပြောမှအထင်မကြီးဘောဗျာ။ငါမလုပ်ချင်ဘူး။ငါကျွန်တော်ကကြောက်ဝိုင်းမှာဝယ်မယ်၊သူများကိုဖျက်ခိုင်းမယ်၊သူများကိုသွေးခိုင်းမယ်၊သူများကိုရောင်းခိုင်းမယ်။ကိုယ်ကပညာရှင်လုပ်ချင်တာလေ။ဟာပညာရှင်အဲ့လောက်ရင်းတော့ပညာရှင်မဖြစ်ဘူးလေတော့။ ဟမ်တင်တန်းလေးတစ်ခါတက်ရုံနဲ့ပညာရှင်မဖြစ်ဘူးအဲ့ဒါမကောက်အောင်တော့ခင်ဗျာကြောက်ဝမ်းထဲမှာ9နှစ်လောက်ကျင်လဲလဲပညာရှင်ဆိုတော့မဖြစ်ဘူးအားလုံးဟာဟိုကံတဝက်ညာတဝက်ပဲတဝက်တဝက်ပဲအဲ့တော့ကိုကကံကောင်းနေတဲ့အချိန်ဆိုရင်တော့ကိုမြတ်တာကံမကောင်းနေတဲ့အချိန်ဆိုရင်ရှုံးတာပဲကံတဝက်ညာတဝက်ပဲဟုတ်တယ်မလားကြောက်ပါလေအဲ့တော့ထောက်တော့ထောက်ထားမြတ်တဲ့မမြတ်ဘူးလားဆိုတော့မြတ်တဲ့ခါကြီးလည်းမြတ်မယ်လေဒါပေမဲ့ဥပမာကျွန်တော်ပြောပြမယ်ကျွန်တော်တော့ အဖြစ်ပြပေါ်ဗျာ၄သိန်းနဲ့ဝယ်တယ်သိန်း၃၀ရတယ်ပဲဆိုပါတော့ကဲဟုတ်ပြီမြတ်သွားပြီအများကြီးပဲ၄စားလောက်မြတ်သွားအကျောက်ကလုံးတင့်နေဒါပေမဲ့နေ့တိုင်း၄သိန်းနဲ့ဝယ်ပြပေါ်သိန်း၃၀ရနေမှာမဟုတ်ဘူးလေနေ့တိုင်းမဟုတ်ဘူးဆယ်လောက်ရချင်မှရအောင်ပါတစ်လားလောက်လည်းရချင်မှရအောင်ပါအဲ့တော့အဲ့တစ်လားအတွင်းမှာခုခုနမြတ်တဲ့၅သိန်းမြတ်တယ်ပဲဆိုပါတော့ဟာသိန်း၃၀ဆို၄သိန်းနဲ့ဝယ်သိန်း၁၆သိန်းမြတ်တယ်အဲ့ဆက်ကြောက်သိင်းဒီကြားထဲမှာတုံးနေမယ်ဆွဲနေမယ်ဆိုရင်ကုံနာဘောတလားလောက်နှစ်လားလောက်ဟမ်ဟုတ်တယ်မို့လား ကျွန်တော်ပြောတာသဘောပေါက်လားဘာဝကြားကုံတာပေါ့ကျွန်တော်တငယ်ချင်းຢာနဲ့ရှိကုံတယ်လေဟာပြီးရင်ຢာထဲမှာကြောက်ကမြက်တယ်ဆိုတော့ຢာထဲမှာပါတယ်ဆိုတော့ကြောက်ကမြက်ပြီဆိုရင်ဝယ်ရှင်တော့ဟာမြက်တယ်ဟာလေဝယ်ရအဲမြက်ပြီးတော့မှဝယ်တယ်ဝယ်တဲ့ဟာရှုံးတော့နေ့စဉ်ဝင်ဝင်နဲ့ထောက်ရမှာတကယ်ဘောစီတွေကတော့မဆိုလိုပါဘူးနောက်မှာအိမ်လေးရှိပြီးသားကားလေးရှိပြီးသားဝင်ဝင်လေးအများကြီးရှိပြီးသားလုပ်ငန်းလေးရှိပြီးသားမဆိုလိုပါဘူးအခုမှအဆောင်မှနေပြီးတော့မှကြောက်လုပ်ငန်းကိုတကယ်စိတ်ဝင်စားရလုပ်မယ်ဆိုရင်တော့ ျွန်တော်တို့ပြေးဆက်ခဲ့တဲ့လောက်ကတော့ပြေးဆက်ဖို့လိုသေးတယ်ကျွန်တော်တို့ပြေးဆက်ခဲ့တယ်ကျွန်တော်တို့ဖြတ်ခဲ့တယ်တွေးခဲ့တယ်မနက်ခင်းအစောကြီးအိပ်ရာထားခဲ့တယ်ကြောက်ဝိုင်းကိုအခေါက်တရက်ကိုမနက်ခင်းစောစောတစ်ခေါက်နေ့လယ်တစ်ခေါက်နှစ်ခေါက်သွားရအခုလည်းနှစ်ခေါက်သွားပါပဲမနက်ခင်းစောစောတစ်ခေါက်9နာရီပဲတစ်ခေါက်ဟုတ်တယ်မလားပြီးရင်အိမ်ရောက်ခါကျတော့လည်းကြောက်တွေဖြတ်သေးတယ်တွေးသေးတယ်ဆိုတော့အဲ့လိုမျိုးတော့ပြေးဆက်ရအောင်ပါမပြေးဆက်ရှင်မဲ့တင်တဲ့ပြည့်ရတဲ့ချက်ချင်းပဲကြောက်အောင်ဟာအဲ့လိုကြီးတော့မလွယ်ဘူးတဲ့ သင်တဲ့ဘာကြီးသင်ပေးရတော့ဆိုတော့လှုပ်တက်ကန်တက်အောင်သင်ပေးတာမသွေးတတ်သိမ်းဆိုတော့ဒီမှာသွေးတက်အောင်အမှတ်ကဘယ်လိုတိုက်တယ်ရှေ့ကဘယ်တမတမင်နံပါတ်ကဘယ်လောက်ရှိတယ်ဟုတ်တယ်မလားအဲ့တမင်နံပါတ်ပြီးရင်ဒုတိယတမင်ကကိုဆက်တိုက်တယ်ပြီးရင် ကော်ဘတ်ပဲနံပါတ်ဘယ်လောက်တိုက်တယ်ပြီးရင်ရာမျိုးကျင့်တယ်ကို့ဘာသာကိုတော့ကျင့်ဖို့တော့လိုသေးတယ်အသွေးတခုရှိရကျွန်တော်ပြောနိုင်တာတခုကအဲ့အသွေးကိုသိချင်ရအသွေးအဲ့တပွင့်နဲ့လက်ရကောင်းရင်ကောင်းတယ်လို့တပေါင်းလည်းဖြစ်တယ်တပေါင်းတပေါင်းကိုလည်းဖြစ်တယ်နှစ်ပေါင်းလည်းဖြစ်တယ်တပွင့်နဲ့ ကိုယ့်ရဲ့လက်ရအကောင်းလာပြီဆိုရင်ကြောက်တပွင့်သွေးရင်တထောင်ရတယ်တရက်ကို9ပွင့်လောက်သွေးရင်9000ရမှာပေါ့ဒါပေမဲ့အခုအပြစ်မှာကြောက်တပွင့်သွေးက1000ကျွဲ2000နဲ့ပေးရတယ်တပွင့်နဲ့နဲ့တယ်တခုတော့ရှိတယ်ဟိုအနေဆုံးအဆင့်ရောင်းတန်းဝင်အဆင့်ပဲအပွင့်ရင်များများနဲ့သွေးရတာဆိုတပွင့်ကို3000ပဲရှိတယ်တပွင့်ကို3000ဆိုတော့ခင်ဗျာတရက်ကိုတယောက်သေးဆိုတော့အပွင့်20လောက်ရအောင်သွေး3000 3000 6 6000ရမှာ အပွင့်20ဆိုရင်တော့ပင်ပန်းနေလေဒါပေမဲ့လည်းပဲကျွန်တော်တို့က quantity နဲ့ quality နှစ်မျိုးရှိတယ် quantity ဆိုတော့အရေးအတွက်ကလည်းလောက်ရအောင် quantity အရေးအတွက်များများလှုပ်လိုက်မှ quality ဆိုတော့အရေးချင်းရောက်ဒါလေးလည်းသိဖို့လိုတယ်ကျွန်တော်လည်းနေ့အတွက်ကြောက်တယ်အပွင့်ရေအများကြီးအရေးအတွက်နဲ့လှုပ်တာပေါ့ဗျာဟုတ်တယ်မလားအရေးအတွက်နဲ့အများကြီးလှုပ်ရအောင်အရေးအတွက်နဲ့အများကြီးလှုပ်ပြီးတော့မှအရေးချင်းကိုကိုယ်ကတိလာမှာတပွင့်ကောင်းအောင်တိလာမှာ တင်းနှင်းဆင်းပြီးပြီးခြင်းပဲ ACC ပဲတပွင့်ကောင်းပဲလုပ်မယ်တော့မရသေးဘူးဗျာ။ဒါကကျွန်တော်တို့ကပွင့်မလင်းလင်းပြောတာ။ဟုတ်တယ်မလား။ကြိုးစားအားထုတ်မှုမရှိဘဲနဲ့တော့မရသေးဘူးလို့ဒါကိုပြောခြင်းတာ။ပြည့်ရတယ်မှာတင်းနှင်းပြီးကြတယ်မှာအာငါတို့ဘာမှလည်းမလုပ်တတ်ဘူးကွာ။မလုပ်တတ်ဘူးမဟုတ်ဘူးလုပ်တတ်တယ်။မလုပ်တာလေ။မလုပ်ချင်တာလေ။ဟုတ်တယ်မလား။အဲ့ဒါလေးတော့ကျွန်တော်ဒီနေ့ကွဲကွဲပြားပြားလေးပြရအောင်။အာတင်းနှင်းပြီးတော့ဘာမှမတတ်ဘူးလေ။တတ်တယ်။မလုပ်ချင်တာပြီးရင်မလုပ်တာ။ ဲ့ဒါကျွန်တော်တို့ကကြတော့မတက်တဲ့အချိန်မှာတက်အောင်တင်ခဲ့တယ်ပြီးရင်လက်တွေ့လောက်ခဲ့တယ်အဲ့တော့တိပြီလို့ရှိရင်လက်တွေ့လေ့ကျင့်ရအောင်မှာဆိုတာလေးပြောချင်တာပါလက်တွေ့လေ့ကျင့်အောင်မှာလက်တွေ့လောက်ကန်ရအောင်မှာအဲ့တော့သင်တန်းပြီးရင်ခုနပြောလို့အာကြောက်ကသင်တန်းပြီးရင်လှုပ်ရှားလို့မရပါဘူးလို့နီးနေလှုပ်ရှားလို့ကရတယ်ခင်ဗျားတို့မလှုပ်တာလေဟုတ်တယ်မလားလှုပ်ရှားလို့ရတာပေါ့မလှုပ်တာ တခုတော့ရှိတယ်ကြောက်နေပါရဲ့တာကြီးရှောက်ပြီးမဝယ်ဘဲနဲ့ဖြတ်ကုန်နေပါရဲ့အရင်ဝယ်ဒါလေးတော့ပြောချင်တာသင်တန်းပြီးပြီးချင်းကြောက်ကြောက်ရတော့ဝယ်တယ်30 50နဲ့ဝယ်တယ်ရှုံးကတမလာပြီးနီးပြတယ်ဖြတ်ကုန်လေးဝယ်7သိန်းဝယ်9သိန်းလောက်ပဲရှိတယ်ဖြတ်ကုန်လေးဝယ်တမီးလေးလည်းရှိပြီဆိုတော့အဲ့အားလေးနဲ့ကြောက်ဝိုင်းထဲမှာ9သိန်းအောက်လေးပေါ့9000တသိန်း2သိန်းညမျိုးလေးဝယ်ပြီးတော့မှဖြတ်ဆုံးရှုံးမှုဖြစ်သွားတော့မှဆုံးရှုံးမှုကမကြီးဘူးလေအဲ့အားနေပြီးတော့မှကိုယ့်ဘာသာကိုဖြတ်တယ်တွေးရတယ်တဖြည်းဖြည်းနဲ့ပြလာမှာ ုတ်တယ်မှာအဲ့လိုလေးအဲ့လိုကိုအားပေးတယ်ပြီးရင်ဒီကြောက်လောကမှာလောက်တယ်ဆိုရင်လူတွေပါလေတော့မကြောက်နဲ့ကြောက်ဝင်းထဲမှာလူကြီးလေဖို့လူတယ်လူကြီးလေဆိုတာသူများကိုဖြန့်ချဖို့ပြောမှာမဟုတ်ဘယ်ကုံတွေကဘယ်နားမှာပါတွေဝဲနေရလဲကြောက်တွေဘလူတက်ရတယ်ဘလူပြောရလဲစသည်ရပြအဲ့ဒါတွေကိုလေ့လာပြီးတော့မှကြောက်ဝင်းထဲမှာအများတန်းရှိနေတယ်ဆိုရင်လှုပ်နေလှုပ်လက်လေးနဲ့လည်းပတ်စံနေအများကြီးရရှိတယ်ဒါကကျွန်တော်တို့ကြောက်ဝင်းကိုအခင်းဝိုင်းမပတ်ခင်လေး morning motivation ပေါ့လေအားလုံးကို motivation ပေးတာ တကယ်လည်းပဲအဲ့လိုမျိုးစိတ်ကစူးစမ်းခြင်းနဲ့စိတ်တွေနဲ့ဒီလိုမျိုးလုပ်ရင်လို့ဖြစ်တယ်ဆိုတော့စိတ်တွေကကိန်းအောင်းနေမှသာကျွန်တော်တို့ကလူကတက်ကြွတယ်မဟုတ်ရင်တက်ကြွမှုတွေကြောက်ဆုံးနေရပါဘူးဟုတ်တယ်မလားစိတ်ထဲမှာတော့နည်းနည်းတက်ကြွမှုတွေဖြစ်လာတာကဲကျေးဇူးပဲအဲ့တော့ကျွန်တော်တို့အာ6နိုင်ခွဲတော့မှဆိုတော့တွားရအောင်